ဒိန်းနဲ့ပြည့်တဲ့ပေသွားလို့ဆိုဘာလို့လိုက်လို့တာလဲမေးတာဘယ်ရောက်သွားလဲအဲ့တရားတွေရှင်နှချမ်းကိုဘင်းမြန်ကွဒါပေမဲ့ဘုန်းကြီးလည်းဟောနေတာပဲဒီဦးချင်းလေးကအပြန်ကြရင်တဲ့နေပြီးတော့ရောက်လို့ရှိရင်မာရဝိဇ္ဇာဝင်ပို့ပါဟိုလူဟိုလူတရားသမားလေးသူသူနဲ့ကောင်းမှာအဲ့ဒီဘုရားကိုရောက်မှနိဗ္ဗာန်သွားမယ်ဆိုအဲ့နိဗ္ဗာန်မယူဘူးတဲ့ဟာအဲ့ဒါနိဗ္ဗာန်နဲ့လဲစရာမှမလိုတဲ့စကားလေလဲစရာကိုမလိုဘူးအဲ့ဒါတရားအလွန်ရင့်နေတဲ့သူတွေဆရာဦးလုံးတော်မှမှားသွားလို့လေဒီဦးလုံးတော်ကတနေ့တော့မဟုတ် ဖြတ်အိုးလို့မခန့်ဗျာဘာလို့လဲဗျာဒိန်းဆိုဟိုကဟိုကနေပြီးတော့တယ်လီဖုန်းနဲ့ဝင်လာတာဟိုကဒိန်းကိုချလိုက်တာကို तू ကကြိုက်တယ်ဆိုလိုက်လုပ်လိုက်တယ်သွားပြီလေ why မင်းတို့ပြောတော့ဒသနာသံဗရာကြီးမင်းတို့လောက်ထေရဝါဒမင်းတို့လောက်တရားနာတာမင်းတို့ပဲဟေးဓမေစရီတော်ပဲရှိတော့တယ်ကြောကြွားပြောတာမဟုတ်တွေ့အကုန်အများကြီးပဲဘာလို့လိုက်လုပ်လိုက်တာလဲတထောင်းလောက်နာထားတာလေတော့ချက်ချင်းပြောလိုက်လို့ကံကောင်းသွားတာအဲ့တော့အဲ့တော့တရားဟောတဲ့ဆရာသမားလည်းလိုတယ်တပည့်ဆရာကောင်းလိုတယ်ဆိုတာအခုကြမှာ မာရတ်ဝိဇယနာမည်ဘရူတယ်ရာလဲဘေကောင်လေးလည်းမစင်စားမနဲ့နာမည်ကိုစင်စားဒီနာမည်ကနှစ်ပေါင်း2600ကစခဲ့တဲ့နာမည်မင်းတို့နဲ့ဘာမှမဆိုင်ဘူးဘာလို့တကူတဲ့မာရတ်အိုးဟောရက်ဘုံကြီးရလဲမာရတ်ဆိုတာတက်တဲ့ခန္ဓာရဲ့တေတဲ့ခန္ဓာတေတဲ့ခန္ဓာကံခန္ဓာတတ်မဲ့ခန္ဓာညင်ခန္ဓာလို့မြင်ခန္ဓာနေမကွဲဘူးဘလောက်ပဲကြီးကြီးမင်းတို့ကအဲ့ဒါတော့မင်းတို့ဒီမှာလာတဲ့လူတွေကဒီလိုတော့ဘယ်ဆရာတော်ကြီးဘယ်မင်းတို့ငောက်ရလာလာလုံနေတာငါဆိုတခွန်းနဲ့ပြောလိုက်မယ် မာရဘာလဲမတ်သူစားဆိုတနက်နဲ့ပြည့်စီဖြစ်စီမွေကြိုက်ပြီးဖြစ်စီကရတယ်ဆိုသေမလားမသေဘူးလားသေမှာကံကုံသွားရင်သေမှာဘာခံတယ်လဲသေတဲ့ခံတာဟိုမှာဆက်ဟိုကဆရာကြီးကဥဩကံသာဗိုလ်ကြီးတို့ပြောတာသူကဩမာရောမာရောတွေဩသူဆရာတော်ဥဩကံသာတွေတရားမှတ်တမ်းလေးမာရောသေသောခန္ဓာတတ်သောခန္ဓာတို့ဒီခန္ဓာကတတ်တမတတ်တာစစ်သားကပဲမတတ်မတတ်ဓမြကပဲမခုတ်မခုတ် ။ तू ကသူဘာလဲသွားမလဲ။တိမ်မသတိတဲ့ခန္ဓာ။တအကျိုးခန္ဓာပေါ့။ဟိုကိရိသာတွေပေါ်လာမဲ့ခုနဥပါရဏခန္ဓာကိုသတ်ရမှာ तू သတ်တဲ့ခန္ဓာ။အဲ့တော့ဖះရှင်ရဲ့သေတဲ့ခန္ဓာသတ်တဲ့ခန္ဓာအောင်မြင်တယ်မာရဝုစီကပြီးတယ်ဘယ်သူမှမထီဘူး။ဘာအဆိုးရနိုင်မှာလဲမပတ်သက်ဘူး။ဘရုနာတော့မထီဘူး။ဘာတယ်လဲ။မာရဘာတယ်လဲ။တွားရမာရတွားရဆိုပြီးသွား။ဒါမရှိဘူး။အသက်60ပဲဖြစ်ဖြစ်100ပဲဖြစ်ဖြစ်ဘွဲ့ပဲရဆရာရှိတိုင်းအဲ့အတွေးကိုသိတယ်မရှိတိုင်းမသိဘူးမသိဘူးမင်းတို့ ပြီးသွားပြီငါမေးရင်ငါလို့ဖြေပါလေမှန်ပါမာရပါတယ်လေတေသောခန္ဓာတတ်သောခန္ဓာတေတဲ့ခန္ဓာကံကုန်ရင်တေမသတ်တဲ့တတ်ရမယ်ခန္ဓာဉာဏ်ရှိမှတေတယ်ပြီးသွားပြီဘာလဲလေဉာဏ်နဲ့သိရမယ်ခန္ဓာရဲ့ကံနဲ့တွေ့နေရတဲ့ခန္ဓာရဲ့အဲ့ဒီခန္ဓာနှစ်ခုလုံးဝိဇယအောင်တော်မူတယ်အဲ့ဒါဆိုဒီဖေရလာတဲ့ပုဂ္ဂိုလ်တွေကဉာဏ်ခန္ဓာနဲ့ကံခန္ဓာပေါ်မှာအောင်မြင်အောင်ကြိုးစားတဲ့နယ်ဆိုရင်လှလားလှတယ်ဘာမှမပါဘူးဘယ်သူမှမထီးဘူး ဓမ္မဘာလို့မှမထူးဓမ္မဘာလို့ကမှမရှိဘူးလေဓမ္မဓမ္မကိုဓမ္မလို့ဟောရင်ကုတ်တယ်